အစ္စလာမွအလัยကွမ်ဝရဟမတုလ္လာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1449ခုဂျူမဒယ်ဦးလာ26ရက်ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာလ19ရက်နေ့အင်္ဂါနေ့မှာ9မိနစ်တွင်အောင်မြင်ဖြစ်ရသင်ခန်းစာအမှတ်စဉ်1169ကိုတင်ပြမှာဖြစ်ပါတယ်ဒီနေ့ကတော့မိဘဂျေဇူးစက်ဖူးကျင်သူများအတွက်အင်တာမှာကောင်းတဲ့နီလန်ကောင်းလေးတွေကိုပညာရှင်များရဲ့ပြုမှုဆောင်ရွက်ချက်တွေကိုကိုးကားပြီးတော့တင်ပြသွားမှာဖြစ်ပါတယ် امام ربيع بن خيسم ရဟီမဟူလာတခင်ကြီးဟာလမ်းမှာရှိနေတဲ့အမိုက်တရိုက်တွေကိုရှင်းလင်းပေးလေရှိပါတယ်ပြီးတဲ့အခါမှာသူအနေနဲ့အမိန့်ရှိတယ်ဒါဟာကျွန်တော်ရဲ့မိခင်အတွက်ကျွန်တော်ဆောင်ရွက်လိုက်တာဒါကတော့ကျွန်တော်ဖခင်အတွက်ဒီလိုအမိုက်တွေကိုဖယ်ရှင်းလိုက်တာလို့ဆိုလေရှိပါတယ်အီမမ်အလီဘင်ဟာဆန်ရာဒီအလာဟူတာအလာအန်ဟူတခင်ကြီးဟာသူရဲ့မိဘနှစ်ပါးနဲ့အတူတကွထမင်းမစားပါဘူးတဲ့ဘာကြောင့်လဲဆိုတော့ဒီအကြောင်းကိုမေးမြန်းတဲ့အခါမှာတခင်ကပြောပြပါတယ် ျွန်တော်ရဲ့ရှီမောင်မှာရှိနေတဲ့ထမင်းလုတ်ဟာသူတို့ထမရှိနေတဲ့ထမင်းလုတ်ထက်ပိုမိုကောင်းမွန်နိုင်တယ်တဲ့အဲ့တော့ကျွန်တော်ရဲ့မိဘတွေကဒီထမင်းလုတ်ကိုလူလားတောင်းတမိပြီးတော့အဲ့ဒီသူတို့တို့တွေလူလားတောင်းတနေတဲ့ထမင်းလုတ်ကိုကျွန်တော်စားသုံးမိရင်သူတို့ရဲ့အခွင့်အရေးကိုကျူးလွန်ရရောက်တယ်လို့ဖြေကြခဲ့ပါတယ်ဆူဖီယန်ဘင်ယိုင်နာရာဟီမဟူလာတခင်ကြီးကအမိန့်ရှိတယ်အရှင်မြတ်ကအမိန့်ရှိထားတယ်မလားတဲ့အနိရှ်ကူလီဝါလီဝါလီဒိုက်ငါရဲ့ကျေးဇူးကိုအသင်တို့တွေသိရှိကြ ပြီးတဲ့အခါမှာမိဘနှစ်ပါးကိုလည်းကျေးဇူးတင်ပါဆိုပြီးတော့မှဆူရာလုကမန်အာယတ်နံပါတ်14မှာမိန့်ကြားထားတယ်လေအဲ့တော့ဘယ်သူမှဆိုမိမိရဲ့နမတ်ကိုကြည်ပွန်စွာဝတ်ပြုမယ်ဒါဟာဆိုရင်လည်းအလောရှိမြတ်ကိုကျေးဇူးတင်ခြင်းဖြစ်ပါတယ်မိမိရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့မိဘနှစ်ပါးကိုသူတို့အတွက်နောက်ွယ်ကနေဆူတောင်းပေးနေတာဟာလေသူတို့ကိုကျေးဇူးတင်ခြင်းဖြစ်ပါတယ်သူတို့ကိုအီဆာလီဆော်ဝပ်တေကျွန်တော်တို့ဆော်ဝပ်တေပို့တာနေခြင်းဟာလေဒါဟာသူတို့ကိုကျေးဇူးတင်ခြင်းဖြစ်ပါတယ်အဲ့ဒီနေ့ရဲ့ ပြောကြားလိုက်တဲ့အကြောင်းအရာလေးတွေကနေပြီးတော့မှကျွန်တော်တို့အတွက်သင်ခန်းစာတွေရရှိတာကတော့နံပါတ်1ကတော့မိဘနှစ်ပါးကို ကျွန်တော်တို့ဟာလောကမှာကျွန်တော်တို့တွေအသေးအမွားလို့ထင်ထားတဲ့ကိစ္စရက်တွေမြောင်များစွာသောကျွန်တော်တို့နေတူကပြုလုပ်နေတဲ့ဆောင်ရွက်နေကြကိစ္စရက်လေးတွေကိုဆောင်ရွက်နေရင်လည်းမိဘနှစ်ပါးကိုကျေးဇူးကျွန်တော်တို့ဆက်လို့ရတယ်ကျွန်တော်တို့ကောင်းမှုတွေပြုနေတယ်ကျွန်တော်တို့သတ္တကအလူဒါနာတွေလုပ်နေတယ် ကျွန်တော်တို့တခြားသူတွေကိုကူညီရိုင်းမဲနေတယ်အဲ့တော့ဘယ်အလုပ်ပဲလုပ်လို့ကောင်းတဲ့အလုပ်တွေလုပ်တိုင်းလုပ်တိုင်းကျွန်တော်တို့အနေနဲ့မိဘနှစ်ပါးအတွက်ဒါဒါလေးဆော်ဝါးလေးအလာပို့ပေးပါဒါလေးမိဘနှစ်ပါးကိုအလောက်ရှိမြတ်ချင်းမြင်ပေးပါဆိုပြီးတော့နီးရက်လှုပ်လိုက်ယုံနဲ့ကျွန်တော်မိဘနှစ်ပါးကလည်းကျွန်တော်တို့နဲ့အတူတူဒီလိုဆော်ဝါးတွေကိုရရှိကြမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့အသေးစိတ်ကိစ္စလေးတွေကိုအထင်မသေးပါနဲ့မိဘနှစ်ပါးတက်ရှိတင်ရှာရှိနေမဲ့အခါမှာကျွန်တော်တို့ မြင့်မြတ်တော်မူသော အလောရှိမြတ်ကဘာမိတ်လဲဆိုတော့ဝလာတပုလဟူမာဥဖင်သူတို့ကိုဥဟုလို့တောင်ပြောဆိုခွင့်ကျွန်တော်တို့ကိုမပေးထားပါဘူးဒါကြောင့်မိဘနှစ်ပါးကိုအယုတ်တင်မဲ့သွားစေတဲ့ကိစ္စရက်တွေကိုကျွန်တော်တို့ရှောင်ရှားမယ်ပြီးတဲ့အခါမှာမိဘနှစ်ပါးနဲ့ဆက်ဆံတဲ့အခါမှာလည်းတကယ်ကိုထိရောက်တဲ့ချစ်ချင်းမေတ္တာနဲ့လေးစားမှုတွေအပြည့်နဲ့ကျွန်တော်တို့ဟာဆိုရင်ဒါမိဘနှစ်ပါးနဲ့အတူတကွဆက်ဆံဖို့လိုအပ်ပါတယ်နံပါတ်3အချက်ကတော့ကျေးဇူးတင်တဲ့လက်တွေ့ပုံစံပါ ဆိုဖီယာနီဘီနီအိုယိုင်နာတခင်ကြီးကတော့အလောရှမြတ်ကိုကျွန်တော်တို့ယေရှုတင်နေအီဘာဒတ်တင်နေဝိပုမှုတွေနဲ့ခောက်ဝတ်မှုတွေနဲ့ကျွန်တော်တို့ယေရှုတင်ကြတယ်အဲ့တော့ဒီလိုပဲကျွန်တော်တို့ရဲ့ကွယ်လွန်သွားပြီးဖြစ်တဲ့မိဘနှပါရဲ့ယေရှုတွေကိုလည်းပဲကျွန်တော်တို့ဟာနော်တာသနာရဲ့လောရက်တွေကိုဆောင်ရွက်ရင်းနဲ့ကျွန်တော်တို့ရဲ့ဘာသာရေးတာဝန်တွေကိုထမ်းဆောင်ရင်းနဲ့ကျွန်တော်တို့ရဲ့မိသားစုတာဝန်တွေကိုဆန်ထမ်းဆောင်ရင်းနဲ့လေဒါလေးတွေကိုကျေးဇူးပြုလို့ ရတယ်ဆိုတာလေးတွေကျွန်တော်တို့သိရပါတယ်အဲ့တော့မိဘနှစ်ပါးအတွက်စုမွန်တို့အားတွေကျွန်တော်တို့အချိန်မလတ်တောင်းပေးနေမယ်တတိယတိုင်းတို့အတွက်ကျွန်တော်တို့တို့အားတွေပြုပေးနေမယ်အဲ့တော့ဒီတို့အားပြုနည်းလေးတွေကိုမြတ်မြတ်တော်မူသောအလောရှိမကကျွန်တော်မြတ်ကုရ်အန်မှာကျွန်တော်တို့ကိုသင်ပေးတယ်ရော့ဘီရ်ဟမ်ဟူမာကမာရော့ဘယာနီဆဂီရာဟိုအလ္လာဟ်ကျွန်တော်မျိုးတို့တွေငယ်စဉ်တောင်းကြီးကလေးဘဝမှာကျွန်တော်တို့ကိုပြုစုပြုထောင်ခဲ့တဲ့ပမာဏနဲ့အညီအလောရှိမြတ်လေတို့တို့တွေကိုတနာကျူနာတတ်တော်မူပါဆိုပြီးတော့မှကျွန်တော်တို့ကို တင်ပေးထားပါတယ်အဲ့တော့ဘလူးဘက်ဖြစ်ဖြစ်ကုရ်အန်ကျမ်းတော်များထဲမှာအလောရှမက်ကိုဂျေဇုတင်ခြင်းနဲ့မိဘတွေကိုဂျေဇုတင်ခြင်းကိုအတူတကွဖော်ပြထားပါတယ်ဒါဟာကျွန်တော်တို့အစ္စလာမ်သာသနာတော်ဟာသာသနာရေးနဲ့လူမှုရေးတာဝန်တွေကိုအပြန်အလှန်ဆက်ဆက်နေတယ်ဆိုတာကို ဖော်ပြနေပါတယ်အင်ရှာအလ္လာဟ်ကျွန်တော်တို့တွေအားလုံးလည်းမိဘနှစ်ပါးအတွက်တာကောင်းတမိကောင်းများဖြစ်နိုင်ကြပါစေမိဘနှစ်ပါးအတွက်အကျိုးပြုသူများအလောရှမက်လက်ခံသဘောတူတော်မူပါစေ السلام عليكم ورحمة الله وبركاته